ရုပ်ရှင်ထဲမှာရောအပြင်မှာပါချက်ဖဖြစ်ခဲ့ကြတယ်ကွာနံပါတ်၁အနေနဲ့ကတော့ဝင်းချန်းတိုင်းဆရာကြီးတော်ဖြစ်နေတဲ့အိုင်ရွန်မန်မင်နာကြီးပဲဖြစ်ပါတယ်တိုရီကတော့သူ့ယောက်ျီနဲ့မလိုက်ဖအောင်ကိုဝင်းချန်းတိုင်းပညာမှာအင်မတန်ကျွမ်းကျင်တယ်လို့သိရပါတယ်ဝင်းချန်းဆိုတာကတော့ IP man ကရီယာတိုင်းပညာကိုပြောတာပါဒီဘက်ကဝင်းချန်းတိုင်းပညာကိုဆရာပေါင်းစုံနဲ့ပါသင်ယူခဲ့ပြီးတော့အိမ်မှာတော့ဝင်းချန်းတိုင်းကျင်းတဲ့တသားယောက်ျီရှိသေးတယ်လို့သိရပါတယ်ဝန်ချောင်းတိုင်းပညာကိုလုံခဲ့တဲ့နှစ်20လောက်ခရေကလေ့လာခဲ့ပြီးတော့အခုဆိုရင် မာစတာဆင့်အောင်ဖြစ်နေပြီလို့ဆိုပါတ အဲအိုင်ရွန်မန်ဝစ်ဆောင်ကြီးနဲ့တရုတ်တိုင်းနေထွက်မလာတာကိုပဲကျေးဇူးတင်ရမှာ။မာဗယ်စကားတွေမှာတော့သူ့ရဲ့တိုင်းပညာတွေကိုခြားပြခွင့်မရခဲ့ပေမဲ့2009ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Sherlock Holmes စကားတွေမှာတော့တစ်ခွက်နှစ်ခွက်လောက်ထုတ်ပြခဲ့မှုပါတယ်။အမေရိကန်မှာမင်းသားသွားဖြစ်ခဲ့လို့သာ Iron Man မဖြစ်ဘဲနဲ့ Iron Man ဖြစ်လာခဲ့တယ်။နမနစ်နေနေကတော့ Tom Cruise ပဲဖြစ်ပါတယ်။နမကြီးမင်းသားအများစုကအမည်များတဲ့ဇဝင်ကန်းတွေဆိုရင် Stunt မင်းသားတွေကိုပဲစားထိုးပြီးရိုက်လေးရှိပါတယ်။ဒါပေမဲ့အဲ့ဒီထဲမှာ Tom Cruise တော့မပါခဲ့ပါဘူး။ မရှိရင် possible စကားတွေကဒီစောင့်ဝင်ငန်းလေးကိုမှတ်မိကြအောင်ပဲလို့ထင်ပါတယ်။ဒီခန်းကအတွန်ခရုကိုယ်တိုင်ဘသူနဲ့မှလူစားမထိုးပဲနဲ့သက်ဆွန်ဆန်ဖြားချက်ကူးခဲ့တာပါ။ဒီဘက်ကဂျကီချန်းကိုမှ USA version ဖြစ်ပါတယ်။မရှိရင် possible စကားတွေက stamp ပြကွက်အလုံးကိုသူကိုယ်တိုင်ပဲတည်ယူဆောင်ခဲ့တာပါ။တကယ်တော့ဒီကားတကားတည်းရင်မဟုတ်ပါဘူး။အခြားစကားတွေမှာလည်းအနည်းငယ်များတဲ့ပြကွက်တွေကို stamp သမားတွေလုံးဝမသုံးပဲနဲ့သူကိုယ်တိုင်ပဲတည်ယူဆောင်ခဲ့ပါတယ်။ ဒါကြောင့်ဒီဘဲနားမှာသာလူစားထိုးဖို့စတမင်နာသွားလို့မယ်ဆိုရင်ထမင်းငတ်သေးသွားဖို့များပါဘူး။သူကိုယ်တိုင်ကစတမင်နာဖြစ်နေလို့။နံပါတ်3နေနေကတော့ IP မင်းသားကြီးဒေါနီရမ်းပဲဖြစ်ပါတယ်။ IP မင်းသားဆိုပြီးတော့လူသိများကြတဲ့ဒေါနီရမ်းကလည်းရုပ်ရှင်နင်းမှာလည်းကျဖဖြစ်ခဲ့တယ်လို့အပြစ်မှာလည်းကျဖပဲဖြစ်ပါတယ်။ဒီကောင်တော့ကလည်းအရဘားတစ်ခုမှလူ73ယောက်နဲ့ရမ်းဖြစ်ပြီးတော့73ယောက်စလုံးကိုဖေးုံပို့ပေးလိုက်ဖူးပါတယ်။ရုပ်ရှင်နေကလိုပဲဝန်ချမ်းတိုင်းပညာကိုအထူးကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီးတော့ fighting gun တွေအားလုံးကိုလည်းသူ့ရဲ့တိုင်းပညာအဆင့်တွေပဲရိုက်ကူးခဲ့ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ IP man လို့အလွယ်ခေါ်ကြပါမယ်တကယ်အတန်ထွက်အမှန်ကတော့ Iman ဖြစ်ပါတယ်စကားတွေကရီမန်ဆိုတဲ့မင်းသားရဲ့နာမည်ကိုအစွဲပြုပြီးတော့ပေးထားတာဒါပေမဲ့တသက်လုံး IP man လို့ပဲခေါ်လာကြတာဆိုတော့ IP man လို့သာဆက်ခေါ်ကြဖို့ပြောချင်ပါတယ်နာမည်လေးတွေနဲ့ကတော့ Steven Seagal ပါ Steven Seagal မှီလိုက်တယ်ဆိုရင်တော့လူကြီးမနှုတ်အသက်ဖင်ဆောင်နေပြီဆိုတာအာမခံပါအဂီရိုဆိုတဲ့တိုင်းပညာကိုကဘာတိအောင်ချပြခဲ့တဲ့မင်းသားကြီးပါ အိုက်ဂီဒိုဆိုတာကတော့ရန်သူတိုက်ခိုက်လာတဲ့တိုင်းကွက်တိုင်းကိုကောင်းနာပြန်ထောက်ရတဲ့တိုင်းကွက်တစ်မျိုးဖြစ်ပါတယ်။ဒီတိုင်းမင်းကသူများအောင်တိုက်ခိုက်ဖို့မဟုတ်ဘဲနဲ့ကာခွေယုံတတ်တတ်ပဲဖြစ်ပါတယ်။ဒါကြောင့်ဒီတိုင်းနဲ့ချကျင်နေဆိုရင်ကိုကအရင်ချလို့မရဘဲနဲ့သူများချတာကိုအရင်စောင့်ရမှာပါ။ဒါပေမဲ့အိုက်ဂီဒိုကတော်တော်လေးခတ်တဲ့တိုင်းမင်းသားဖြစ်ပြီးတော့ကဘာမှာဒီတိုင်းကိုကောင်းကောင်းတက်တဲ့သူကလက်ချိုးရည်လိုအောင်ရပါအဲ့ဒီမှာ Steven ချိုပြုံးကလည်းတရားအပောင်ရင်ဖြစ်ပါတယ်။နံပါတ်9အနေနဲ့ကတော့ Bruce Lee ပါ။ Bruce Lee ကိုလူအများစုကတရားဝင်သားလို့ပဲထင်ကြပါတယ်။ တကယ်တော့ဒီဘက်ကအမေရိကန်မင်းသားပါတိတိကျကျပြောရမယ်ဆိုရင်တော့ဟောင်ကောင်အမေရိကန်မင်းသားဖြစ်ပါတယ်ဘရုစ်လီရဲ့တချို့ကားတွေကိုအမေရိကန်မှာပဲထုတ်လို့ဖြန့်ချီခဲ့တာအဲဘရုစ်လီကတော့တိုင်းတော်တဲ့မင်းသားလို့ပြောရမှာထက်မင်းသားလောက်တာတော်တဲ့တိုင်းဆရာလို့ပြောရင်ပိုပြီးတော့မှန်လိမ့်မယ်လို့ထင်ပါတယ်ကိုကိုင်မင်းညာအများစုကိုတဖက်ကန်းကတ်ထူးချွန်ပြီးတော့မင်းသားဖြစ်မလာခင်ကလေးကတိုင်းဆရာတယောက်ဖြစ်နေပါပြီ။ဘလုစလီရဲ့တိုင်းကွက်တွေကဘာဖြစ်သွားမှန်းမသိအောင်မြန်လောအကြည့်လို့ကင်မရာနဲ့တောင်ဖမ်းယူလို့မရဘူးလို့ဆိုပါတယ်။ ဒါကြောင့်ရုပ်ရှင်ရိုက်ဖို့အတွက်ဆိုရင်သူ့ရဲ့တိုင်းကွက်တွေကို၃ဆလောက်နှေးပြီးတော့မှတေးဥဆောင်ပေးရတယ်လို့သိရပါတယ်။ဘရုစီကတော့ရုပ်ရှင်လောကတွေမဟုတ်ဘဲနဲ့တိုင်းလောကရဲ့ဆရာတစ်ဆူလို့တောင်ပြောလို့ရပါတယ်။အဆုံးနည်းကြည့်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။